မယ်ဆိုရင်ကျွန်တော်သူတို့ကဖတ်ကြည့်ရအောင်ဘုရားသခင်သည်လူကိုအလိုတော်မရှိ၍သူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလင်ခတ်သိမ်းသောလူတော်ဝါတို့သည်ချက်ချင်းတေပြောက်၍မြေမှုန့်တို့တပံရောက်ရကြလိမ့်မည်ကျွန်တော်ဒီကြံပိုက်လေးကိုကျွန်တော်သွားတွေ့မိတယ်တခါလေးပေါ်ကျွန်တော်ခံစားရတယ်ကျွန်တော်ခက်ခဲတွေကြုံတယ်ကျွန်တော်အဆင်ပြေမှုတွေကြုံတယ်အဲ့ကြုံနေရတဲ့အထဲမှာကျွန်တော်အသက်ရှင်နေရတယ် အသက်ရှင်တဲ့အခါမှာကျွန်တော်တို့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းဟာဒုက္ခရောက်ဖို့လားကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းဟာချမ်းသာဖို့လားကြွယ်ဝဖို့လားဘုရားသခင်ရှင်မှာကျွန်တော်အမြဲတမ်းမိကွန်းထုတ်တဲ့အခါမှာဘုရားသခင်ကပြောလေဘုရားသခင်ကတဲ့လူတွေကိုအလိုမရှိတော့ဘူးဆိုရင်ကျွန်တော်တို့ကို ရုပ်သိမ်းတာကြာပြီလို့ပြောတော့ဒါဆိုရင်ကျွန်တော်လောကမှာလည်းလူဖြစ်ရတယ်အသက်ရှင်နေရတယ်ကိုတော့ဘာကိုလိုချင်တယ်လဲအမှန်တိုင်းပဲ ကျွန်တော်ကိုရော့ရဲ့အထံတော်မှာတိုးဝင်ခြင်းနဲ့ကိုရော့ရဲ့တမာတရားကိုကျွန်တော်သိခြင်းနဲ့အဲ့တော့ကိုရောကျွန်တော်လောကမှာအသက်ရှင်ခွင့်ပေးတာကိုရောအလိုရှိတယ်မှန်တယ်ဆိုရင် အလိုရှိတာတော့ကျွန်တော်သိပြီဒါဆိုကျွန်တော်ဘာလုပ်ရမလဲလို့ကျွန်တော်ဘုရားတခင်စီမှာမေးခွန်းထုတ်တယ်ကျွန်တော်ရဲ့ရှင်တန်ချင်းကိုကျွန်တော်ဘာလုပ်ရမလဲကျွန်တော်ရဲ့ရှင်တန်ချင်းကိုကျွန်တော်ဘလို့ရှေ့ဆက်ရမလဲဘုရားတခင်စီမှာမေးခွန်းထုတ်တဲ့အခါမှာဘုရားတခင်ကကျွန်တော်ကိုအချက် 3ချက်နဲ့ကျွန်တော်ကိုလမ်းပြပေးတယ်။အဲတော့အားလုံးအလွတ်ရပြီးသားကြံပိုက်မယ်ဖြစ်မယ်။ကျွန်တော်ရဲ့ဒီနေ့နှုတ်ကပတ်တော်လေ့လာခြင်းနဲ့ကြံပိုက်လေကျွန်တော်တို့အသင်းတော်ရဲ့နှုတ်ကပတ်တော်နှုတ်ကပတ်တော်ကတော့အသင်းတော်တိုင်းရဲ့နှုတ်ကပတ်တော်ကျမ်းစာဦးဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့သင်းတော်ရဲ့တိုင်တယ်လေးဖြစ်တယ်။အဲ့ဒါပါလေတိမောဒီဩဝါဒစာခန်းကြီးနှင်းပိုက်ငယ်လေးကျွန်တော်တတိနှစ်လေးမှာတွေ့တဲ့အရာလေး အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်လောက်ထိုးပေးပါဦးတတိနှစ်လေးမှာလူအပေါင်းတို့သည်ကဲတင်ချင်းတို့ရောက်၍တမာတရားကိုတည်စေခြင်းကဘလူအလိုရှိတယ်လဲလို့ပြောတော့ဘုရားတခင်အလိုရှိတယ်တဲ့အဲ့ဒါလေးကိုကျွန်တော်တွေးခဲ့တယ်ကျွန်တော်ရဲ့ဘဝကျွန်တော်အခက်ခဲမျိုးစုံနဲ့ကြုံပြီးတော့လောကမှာမလေးရှားမှာအသက်အန္တရာယ်နဲ့လဲကျွန်တော်တို့အကြိမ်ကြိမ်ကြုံပြီးပြီ ကျွန်တော်ကျွန်တော်တော့အစဉ်ပြေမှုတွေများစွာလဲဂျုံပြီးပြီဒါပေမဲ့ဘုရားသခင်ဘာကိုအလိုရှိတလဲလို့မေးတော့ဘုရားသခင်ကတဲ့လူသားတွေမှန်လို့ရှိရင်နံပါတ်1အနေနဲ့ကျွန်တော်တို့ဒီနေ့ဒီချိန်ဒီအသက်ရှင်နိုင်နေတာဟာနံပါတ်1အနေနဲ့ဘုရားသခင်လိုချင်တာဘာလို့ဖို့လဲကေတင်ချင်းရောက်ဖို့ရန်အတွက်ဘုရားသခင်ကလိုချင်တယ်လို့ပြောတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ကျမဟာဒီနေ့ဒီချိန်ဒီခက်ခဲတဲ့အချိန်တွေရှိတယ် အစင်ပြေတဲ့အချိန်တွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဘာဖြစ်နေလဲအသက်ရှင်နေသေးတယ်ဒါဆိုရင်နံပါတ်၁အချက်နေနဲ့ကျွန်တော်တို့ကိုဘုရားသခင်အလိုရှိတာကဘာလဲဆိုရင်ကယ်တင်ခြင်းရောက်ဖို့ပဲဖြစ်တယ်အဲကြောင့်ကျွန်တော်တို့ဒီနေ့ဒီချိန်ဒီကျွန်တော်ဒီတင်းတော်မှာပါဝင်နေတယ်လို့ကျွန်တော်တို့ပြောတိုင်းကျွန်တော်ကေတင်ချင်းရောက်တလားအတင်းတော်မှာပါဝင်လို့ကေတင်ချင်းရောက်တာမဟုတ်ဘူးเนาะ ကျွန်တော်ကေတင်ချင်းရောက်တယ်ဆိုတာဖះနဲ့ကိုနဲ့ပဲဆိုင်နေရကျွန်တော်တကယ်ပဲစစ်မှန်တဲ့ကေတင်ချင်းကိုဂဂနာနာနားလဲတဘောပေါက်ပြီလားကျွန်တော်ကိုယ့်ရဲ့အတ္တထဲမှာပြန်ပြီးတော့ဆန်းစစ်ဖို့ရန်လိုတယ်ဒါကြောင့် okay ကျွန်တော်တို့စစ်မှန်တဲ့ကေတင်ချင်းကိုတော့ကျွန်တော်တို့တဘောပေါက်သွားဖို့ရန်ကျွန်တော်တို့ဘယ်လိုတွေလိလာရမလဲအများတော်ဖြစ်ကျွန်တော်2015ဝင်းကျင်လောက်ကတည်တင်းတော်မှာပါဝင်တယ် ကိုကိုကိုကေတင်ချီရောက်တယ်လို့လို့ကျွန်တော်တို့စိတ်ချမှုရှိတဲ့အောင်ရောက်ထင်ခဲ့ပြင်မယ်2019ကျွန်တော်တို့3ရန်တင်တန်းတက်တဲ့အချိန်မှာဆရာလင်းမနာနဲ့ဆရာပီတာနဲ့အားဖြင့်ကျွန်တော်နှုတ်ကပတ်တော်ကိုကြားသည်ဒီမှာအိုးကေတင်ချင်းဆိုတာဟာဒါပါလားဆိုတာကိုတည်လာရတာဖြစ်တယ်အဲဒါကြောင့်ဘုရားတခင်ကလည်း ကျွန်တော်တို့ကိုဘာပြောထားတယ်လဲဆိုတော့ထာဝရဘုရားကောင်းမြတ်တော်မူတဲ့အကြောင်းကိုမြည်ဆန်း၍တည်ပါကိုတော့ကိုခိုလုံတဲ့သူဟာမင်္ဂလာရှိတယ်လို့ပြောတယ်အဲ့တော့အဲ့မင်္ဂလာရှိတဲ့အရာကိုကျွန်တော်လေ့လာလိုက်တဲ့အခါမှာထာဝရဘုရားအပြစ်တင်ခွင့်နဲ့ကင်းလွတ်တော်သူဟာမင်္ဂလာရှိတယ်လို့ခေါ်တာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့ကိုကိုကိုကျွန်တော်တို့ပြန်ဆန့်စစ်မယ်ဆိုတော့ကျွန်တော်တို့မှာအပြစ်တွေများစွာရှိရတယ်။ဒါပေမဲ့ကျွန်တော်တို့ကဘသူအားဖြင့်လဲ ခရစ်တော်အဖင်ဘုရားတခင်ရဲ့ရှိတော်မောက်မှာ ထာဝရဘုရားနဲ့ထာဝရဘုရားရဲ့အပြစ်တင်ခွင့်နဲ့ကင်းလွတ်တော်သူတွေဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဟာဘသူအဖင်မင်္ဂလာရှိလဲဆိုရင်ခရစ်တော်အဖင်ကျွန်တော်တို့ဟာမင်္ဂလာရှိတော်သူဖြစ်တယ်။ ဒါကြောင့်မလို့ကျွန်တော်တို့တွေပြန်လဲပြီးတော့တေချာလေးလစ်လာပြန်လဲပြီးတော့စမ်းစစ်အောင်ငါဒီနေ့ဒီချင်းဒီလောကမှာဘာကြောင့်အသက်ရှင်တယ်လဲကျွန်တော်တို့ဘုရားရှင်မှာပြန်မေးခွန်းထုတ်ရတေချာတာတခုကျွန်တော်တို့ခက်ခဲချင်းရှိတယ်စင်းရဲချင်းရှိတယ်စင်ပြေချင်းရှိတယ်အဲ့ထဲမှာတင်ရက်တည်နေရတဲ့ရည်ရွယ်ချက်နံပါတ်၁ဟာဘုရားခင်ကတင့်ကိုစစ်မှန်တဲ့ကေတင်ချင်းရောက်စေချင်တာဖြစ်တယ်အဲ့ဒီကြောင့်မလို့ကျွန်တော်ဂျမဟာတကယ်ပဲစစ်မှန်တဲ့ကေတင်ချင်းရောက်ပြီလားကျွန်တော်မိမိကိုယ်ကိုနံပါတ်၁နေနဲ့ပြန်ပြီးတော့ တွေ့တော့ပါစစ်မှန်တဲ့ကေတင်ရှင်ရောက်လာပြီးရင်နောက်တစ်ခုအနေနဲ့ပါလို့ရမလဲ